ဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Nestory Garden Audio Book Channel လေးကနေအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာကြီးတော်ရဲ့တခိုးဆိုတဲ့စာအုပ်လေးကိုကျွန်တော်ကဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဆရာကြီးကလည်းစာအုပ်လေးကိုဖတ်ပြခွင့်ပြုဖို့တောင်းဆိုရင်ဒီဗီဒီယိုလေးကနေတစဉ်ဂါရဝပြုနှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာအားလုံးပဲစိတ်ဝင်စားနဲ့အဆုံးထိလိုက်ပါနားဆင်ပေးကြပါအောင်ခင်ဗျာ အရိကစပြီးငပိန်ကိုအိုးလေးဦးရွာတယ်အဝင်ကိုမခံတော့ဘူးသူခိုးလိုက်တာကလည်းတေဝါလုံးကုန်ပြီကိုဘလောက်ထိလဲဆို မလတ်တို့ထန်းတော်တယ်သူခိုးရပါပစ္စည်းတွေတိန်းထားကိုမဆန့်တော့လို့အနောက်မှာကိုရောင်တလုံးတောင်ထပ်ဆောက်ပေးရတယ်တကြီးပါကညုံးနဲ့ဘိုးသေးတို့ကတော့မတိကျအောင်ဆောင်ပေးပါရဲ့မတိကျအောင်ဆောင်တာကလည်းအကြောင်းရှိရဲ့ဗျ မှတ်မိမှာပေါ့မပိန်နဲ့သူ အလဲထက်လုတ်ခဲ့တဲ့တိုက်ကြက်ကြီးငွေထုတ်လေငါပိန်ကပဲကံကောင်းနေတယ်ပြောရမလားပဲပါကညောကြီးငါပိန်ရဲ့ကြက်ငွေထုတ်နဲ့တိုက်တာပွဲကြီးကြီးပဲသုံးပွဲဆက်တိုက်နိုင်တဗျာဒါကြောင့်ငါပိန်သူ့ရွာဝင်ခိုးသွားတာအပြစ်မမြင်တာလဲဖြစ်နိုင်တယ်အဲ့အပြင်သူမိမ့်မအရင်ပုအတွက်ကိုဓမိန်ခွင်းကြီးနှစ်ခွင်းပြန်ဝယ်ပေးလိုက်သေးတယ် လူချင်းကွေးနှစ်ကွင်းဆို သူမိမအရင်စောဖို့အတွက်တော့ထမိန်၆ကွင်းရသွားတာပေါ့ဒီတော့တကြီးကတော့အရင်စောဖို့ကလည်းသူထမိန်၃ကွင်းပျောက်တာမိမိရော့ရော့ပဲဒါပေမဲ့ရွာသားတွေကဘယ်ရမလဲငပိန်ရွာထဲဝင်တာနဲ့အရေးကုန်စုပ်ပြစ်မယ်ဆိုတာကြီးရယ်ငပိန်ခမာတနှစ်တီတီ၉ကွင်းရတာတောင်ရွာနာကိုမကက်ရဲရှာဘူးဒါပေမဲ့ငပိန်မှာကအကွက်ရှိတယ်အကွက်ကမှအကွက်ကြီး ဒီတခါရွာအပြောင်ခိုးဖို့ကြံစီထားတာဒီလောက်တောင်ရွာနားတောင်ကမရတာရွာပြောင်ခိုးဖို့ဆိုတာဘလို့ဖြစ်နိုင်ပါမလဲပေါ့အဲငပိမအကွက်ရှိပါတယ်ဆိုအကွက်ကမှအကွက်ကြီးအကွက်ကောင်အစကပြောခဲ့တယ်လေမှတ်မိသေးလားဒူးကြမှာမြေဝိုင်းရှိတယ်အဖွဲကတော့ထုံးစံအတိုင်းလက်ရခံစိတ်စိတ်ဆို နောက်ထရွေကလည်းဘောဓာကြီးတို့ဘောဓာလေးတို့ပဲ သူတို့နှစ်ယောက်ကတနှစ်ကလည်းဘောဓာကြီးအသားမဲတဲ့အကြောင်းဘောဓာလေးသွားခေါ်တဲ့အကြောင်းဒါပဲပြန်လုံးထုံနေကြတာစိမ့်စိတ်ဆိုကလည်းကလတ်တက်တက်ပြန်တန်တန်ကတာကလည်းနင်းနင်းကြာပြစ်နေတာကများများရဲ့ဒါပေမဲ့ရွာတွေကပွဲငက်တော့ဒါကိုပဲအကောင်းလုပ်ပြီးကြည်နေကြရတာလာကြည့်တာမှရွာလုံးချုပ်ရွာလုံးချုပ်ကိုလာကြည့်ကြတာနော် ယွမ်နီးချုပ်ဆက်တွေဆိုမပြောင်းကြဘူးဘာလို့လဲဆိုတော့ညဘက်ပွဲကြည့်ပြီးနေ့ဘက်ဆိုလောင်းကစားဝိုင်းတွေကရှိသေးတကူဗျဘာကညောတို့အကြိုက်ပေါ့အဲ့ဒီအချိန်ကျမြေဝိုင်းအကြောင်းပြပြီးတရဝင်းချက်တိုက်လို့ရတာကိုငပိန်တို့ကံများကောင်းကျင်တော့ဒီနှစ်မြေဝိုင်းက၃ညတောင်ဗျာ၃ညဆိုတော့ငပိန်အတွက်တရွာလုံးကုံအောင်ခိုးဖို့လုံလောက်တယ်လေငပိန်ကခိုးဖို့ဆိုရင်အကြံကလည်းကြီးတယ်ဗျသူ့အကြံစီကဒီလို့ ထမညမှာသူတအိမ်တက်တအိမ်စင်းလိုချင်တာတွေလိုက်ကြည့်ထားမယ်ပထမညကတတိထားရမယ်လေရွာမှာအဆောင်တွေပါတွေခြံခဲ့နိုင်တာကိုဒုတိယညမှာသူလိုချင်တာတွေကိုတဲဖို့လွယ်အောင် နေရာချထားမယ်တတိယညကျမှအားလုံးကိုသူပွဲသိမ်းခိုးမယ်ပေါ့ဘာလို့လဲဆိုတော့ပထမညကလေးကခိုးလိုက်ရင်ဒုတိယညတို့တတိယညတို့ခိုးဖို့သိမ့်မလွယ်တော့ဘူးလေပထမညကလေးကခိုးလိုက်ရင်နောက်နေ့မှာ ဒီပါတကူးရှိပြီဆိုတာသိတာနဲ့အဆောင်လေးချပြီးသူ့ကိုဝိုင်းဖန်ကြမှာကိုအဲတော့ကြာရင်ဘာမှမရပဲတမခံရမှာလေနော်ပထမညဒုတိယညသာသူတို့ရွာကဘာမှပျောက်ရှာတာမရှိရင်တတိယညတေချာပေါ့ရွာလုံးကျမြေဝိုင်းသွားကြမှာအဲဒီတော့မှတိုင်တဲ့တိုင်စင်းရွာလုံးကျဝင်ခိုးနေုံပဲ ညပင်သူ့အတွင်းနဲ့သူဥမြူးနေတယ်။ဒါဖြင့်ရွာလူမကြီးပါကညောတို့ဓာဘိုးတွေတို့ကသူ့ကိုစောင့်မဖမ်းနိုင်ဘူးလား။အင်းဟင်းအဲ့ဒါကတော့စိတ်ချရရတယ်။ပါကညောဆိုတာငဲဖြူနှာဘူး၊မွေးရပါနှာဘူး။ဖိုးထေးလဲဘာထူးလို့။လက်ရခံစိတ်စိတ်ဆိုသူ့ကိုကြာတစ်ချက်ပြည့်ရင်ကိုစေနောက်မှာဘာလို့ခြင်းလဲကြိုပြောထား။ဖြင်းအုပ်လား၊ပလဲနှက်ကလား။အကုန်ညှက်ရစေမယ်။ အဲစီရှိမှာတော့မလုပ်ရဲဘူးသူမိမအရင်စောဘူးရှိလို့အရင်စောဘူးတို့ဆိုတာကလည်းမျိုးနဲ့ယူနဲ့ပဲလေစားကတဲမသေးလားဘူးပြောရအောင်မယ်ဗျတခါသာတင့်ပင်လှရွာမှာလူမိုက်လှမောင်းဆိုတာရှိတယ်ဗျလှမောင်းဆိုတာအချိန်ဝါဘလောက်ကြီးသလဲဆိုတမန်ဝတ်တို့အကြာကြီးမဲတို့တော့သူ့ရှိဆိုရင်မလှုပ်ရဲဘူးတမန်ဝတ်ဆိုတာသူ့အနိုင်ကျင့်နေကြတနေ့မှာတရင်တစ်ခုထွက်လာတယ် လှမောင်ကြီးဓာတ်ထိုးခံရပြီတကယ်လည်းဟုတ်တယ်လှမောင်ကြီးတကယ်ဓာတ်ထိုးခံရတာဓာတ်ထိုးခံရတာမှတစ်ချက်တည်းမဟုတ်ဘူးလဲမျိုးတစ်ချက်စီးကုံတစ်ချက်ဘသူထိုးသွားတာလဲဆိုတော့မသိဘူးဗျာအရက်ခက်မြင့်မြင့်ပဲထူးကြတာကဓာတ်တရားနှစ်နေရာလုံးကိုတစ်ချိန်နဲ့တစ်ပြိုင်တည်းဝင်လာတာဘလို့မှရှောင်မလွတ်လိုက်ဘူးတဲ့ င်ရွာလုံးခေါင်းချောက်ကုန်ကြတယ်ကြီးလိုက်တော့ဓာတန်ရာကတူအနက်အတူတူပဲရွာမှာကလည်းအရက်မြင့်မြင့်ဓာသမားမှမရှိတာဒီလိုနှစ်နေရလုံးကိုဒုတ်တိတိတပြိုင်တည်းထိုးနိုင်ဖို့ဆိုတာတော်ယုံပညာနဲ့မရနိုင်ဘူးတိုင်းဆရာကြီးပြောင်းမြန်ဘာကြီးသိန်းအောင်လေယူရပါတယ်ဆိုဘာကြီးသိန်းပြောတာကဒီလိုအနေဟန်းနှစ်ခုကိုတပြိုင်တည်းထိုးနိုင်ဖို့ဆိုရင် ခြေရောက်ကိုပါသောပုံတံရွှေ့ပြီးခါကိုလေးကိုင်းတံကိုရမယ်ပြီးမှညာလက်ကိုခေါင်းကြော်ပြီးလယ်မျိုးကိုထိုးဒေလက်ကြံလက်နောက်ပြန်ဓာကိုကင်ပြီးစီးကုံကိုထိုးရမယ်ဒီမှာကြည့်သူပုံစံမှာလောက်ပြတယ်ခန္ဓာကိုအနေထားကအတော်မလွယ်တဲ့အနေထားတော်ယုံလူကတော့မဖြစ်နိုင်ဘူး အင်းဒီပညာမျိုးကနန်းတွေးကဘရင်ကိုရံတော်နဲ့လောက်ကျန်တက်ဖြက်ရေးတမားတွေပဲတတ်လိုက်မယ်ဒါတောင်ဒါကြကဒီလောက်တိကြမှာမဟုတ်ဘူးမဟုတ်မှလွယ်ရောဒီသာပေါမောက်ခများလားပဲအမှန်တော့ဘာမှမဟုတ်ဘူးရဲ့အရင်စောဘူးနဲ့သူ့အမနှစ်ဘဝကြိုဘူးလို့တယောက်ပေါ်တယောက်ထက်ဆောင်းကြီးခြုံပြီးအပေါ်ကတယောက်အောက်ကတယောက်ဓာတ်နဲ့ပြိုင်းလူထိုးသွားတာ အရင်စောပူရဲ့ပကုံးပေါ်နှစ်ဘဝကြိုဘူးကခွာထိုင်နေပြီးတော့စောင်းချုံနေလှမောင်ကြီးစီသွားတယ်။လှမောင်ကြီးကိုတွေ့တော့နှစ်ဘဝကြိုဘူးကလဲမျိုးကိုထိုးတယ်။အရင်စောဘူးကသူ့မိယာစီးကုံကိုထိုးတယ်ဒါပဲ။နှစ်ယောက်ထပ်ပြီးစောင်းချုံထားတော့ရုတ်တရက်ကြည့်ရင်အရက်ရှိရှိလူတယောက်လိုပဲထင်ရတာပေါ့လေ။နော် ဘယ်နန်းတွေတိုင်းဆီယာမှမဟုတ်ဘူးရဲ့သူတို့မောင်လေးတမန်ဝက်ကိုလှမောင်ကြီးအနိုင်ကျင့်တာများပြီးမခံနိုင်လို့ညီအမနှစ်ယောက်ထက်စောင်းချုံပြီးဓာတ်နဲ့ဝင်ထိုးသွားတာအေးအဲ့လိုရာသဝင်းနေရှိလေတော့ပါကညောကလည်းလူမိုက်ကတော့တကယ်လူမိုက်ဒါပေမဲ့ဘဲယောင်ချမ်းလီမှာကိုစည်းကုံတားနေအထုမခံခြင်းဘူးလေနော်ဒါကြောင့်ကို့ဘာသာကိုမိုက်တာကမိုက်တာပဲမိမကြောက်ရတာကလည်းကြောက်ရတာပဲလေ အဲဒါပါတော့ငပိုင်းအပီကြံစီထားတဲ့မြေဝိုင်းညလေးအကြောင်းပဲပြောရအောင်လေဒီနေ့မြေဝိုင်းပွဲကခါတိုင်းနှစ်ထက်ပူစီရဲ့ဗျဒီနေ့မှာရာဒီဥဒုကလည်းမှန်တော့ရွာသားတွေလည်းဝင်ဝင်ကောင်းကြတဲ့ပေါ့ပွဲလန်းတပေတွေကလည်းရှားတော့ဒိုးကြရွာမြေဝိုင်းရှိရဲဆိုတာနဲ့ရွာနီး60အားလုံးကလေးကားဆခွေးရဆုံးအိမ်ပိတ်လာကြတာဟိုးဝေးကြီးကမြင်သာရွာကတော့နွားလေကြီးပဲအစီး20ဆိုလား နွားလှဲတွေကွင်းထဲသွင်းတဲထိုးနေကြပေါ့တချို့ကလည်းဆရာတော်ကျောင်းဝင်းဝင်းကူရင်းနေတာတဲ့နေရာရောနေကြတာပဲဘုံကြီးကျောင်းဇေယျမှာဆိုလူဆိုတာပေါထေးနေတာ ဒီနှစ်လောက်စီကားတဲ့မြေပိုင်းမရှိဘူးရဲ့နေပိုင်းမှာကြက်ဝိုင်းကတချင်းချင်းတာဖတ်မှာတင်ပါကညောကြီးငွေထုတ်နဲ့ပွဲကျွတ်နိုင်ပြီးအောင်ဝဲခံနေတာကြည်မကောင်းဘူးဗျာမလတ်တူစီကထမ်းမင်းသုံးမင်းစရင်ချုပ်ပြီးသူနဲ့ဖိုးသေးကြီးနေမီညာမီအုပ်နေတယ်ကျွာထဲမှာဆိုလေလူကရှောင်းလို့မလွတ်ဘူးရဲ့အရှိကရှောင်းရင်အနောက်ကတိုက် အနောက်ကိုရှောင်းရင်အရှိကတိုက်နေလူတွေကအဲ့တလောက်ကိုများတာ ငပိန်တို့မောင်စိန်တို့ဆိုတာရွာတဲ့လမ်းတလိုင်းအပျော်ကြီးပျော်နေတာလေအမှန်တော့ဒီလိုအခြေအနေမျိုးမှာငပိန်အနေနဲ့လက်တရန်ပြီးခိုးသွားလို့ရတယ်ဒါပေမဲ့မလုပ်ဘူးရွာတိတ်ခါကြာလို့တယ်လေအောက်မဲတခိုးကတကယ်ကဘာမှမဟုတ်ဘူးဒီလိုရမျိုးရွာမှာခိုးပြီးအမိမခံကျင်ဘူးလေအကယ်၍များမိသွားရင်ပွဲပြီးတဲ့အထိထိတ်တုံးတဲ့နေရမှာကိုဒီလိုအဖြစ်ခံလို့မရဘူး ။တမင်နှစ်ကလည်းအဲ့လိုပဲ။ပွဲရက်မှာလတယံမီယာမိသွားလို့ပွဲပြီးတဲ့အထိသူတို့ဒိုးကြရွာတကြီးဖူးဆန်ကြီးထိတ်တုံးမှမိတာ ပေရော။အဲ့ဒီနှစ်ကငတ်ရောပေါ့။ခုတော့ငပိန်တို့ကပါပြီ။ဝဲကင်းနဲ့ဘာချေစော့လက်စော့မှမလုပ်ဘူး။ ဘုဆန်ကြီးတို့ဂျွာကောက်ဘာတန်းတို့ကသူ့ကို မလွတ်တန်းလိုက်ကြည့်နေတာကိုနောက်ပြီးသူကလှုပ်เสียလဲမလို့ဘူးလေရက်ပိုင်းကမှအိုလီအိုရွာမှာလှိုင်လှိုင်ကြီးခိုးထားတာ မလက်တို့ထန်းတဲ့တန်းမှာတော့မကုံသေးဘူးပြီးရင်ပွဲညမှာလဲလှုပ်ရှားရအောင်မယ်မလားငပိန်သူအတွေးနဲ့သူပြောနေတယ်ပြောတာမှအကြီးရဲ့ကျယ်ကိုပြောနေတာအဲဒီလိုနဲ့ပွဲညရောက်လာတယ်ဆိုပါစို့ lê nguyên biểu mong nguyên lê nè lê ô sao biểu đa mong biểu lê đa mong ô yào chi bùi nè nà ô chua a yào thuê bà bùi bà nà mà lê ị kà nà nhị gà nà nì bì ý vay mê lê yà kàn sinh sinh sù tàn sà sà gà bà nguyên mà biểu lê nì lê lãm mà bò lê lù xin bì အားလုံးကပွဲကင်းတဲ့လူချင်းစုံနေကြပြီ။ဂျွာလန်းတစ်လျှောက်လည်းအမှောင်ကိုအားကိုးပြီးပြေးထွက်လာသူတယောက်။အဲ့ပိန် ်တကူငပိန်ဟုတ်တယ်ခြေလန်းကိုခတ်တုတ်တုတ်လှမ်းနေသူ့ခြေလန်းတွေကလှစ်လိကလေးရဲ့မြန်နေပွက်တယ်ပေါ်ပါတယ်ငပိန်ရွာပြင်ကိုထွက်ပြီးအိုးလေးအိုးရွာဘက်မျှော်ကြည့်လိုက်တယ်ခါတိုင်းဆိုဒီလိုညမျိုးမှာစီနီးလေးတတိုင်းနှစ်တိုင်းတွေ့ရတတ်ပင်မဲ့ဒီညကတော့အားလုံးမှောင်မဲနေတယ်တေးကြပြီတေးဝါလုံးပွဲခင်းနဲ့ရောက်နေကြပြီငပိန်ဝမ်းသာအားရပဲအိုးလေးအိုးရွာတယ်ခတ်တော့တော့ပြေးဝင်သွားတယ် ရွာလေးကလုံးဝကိုတိတ်ဆိတ်လုံးနေတယ်ခါတိုင်းတူလိုင်းဟောင်နေကြခွေးတန်တော်မကြားရဘူးကြည်ရတာအိမ်မွေးခွေးတွေတောင်ပွဲကင်းနဲ့ရောက်နေပုံပဲငါပင်ရဲ့ချင်းလေးကိုအတေးချာအကဲခတ်လိုက်သေးတယ်အရာရာစိတ်ချရမှအမှောင်တဲကထွက်ပြီးဆေးရချာရဆုံးအိမ်တိုင်ပေါ်ပြေးတက်လိုက်တယ်ဘေဘီဝိကြီးရဲ့ရှင်းနေအဲ့ဒီတော့မှ အိမ်ထဲမှာသူလိုအပ်သမျှຫມွေနောက်ရှာဖွေလိုက်တယ်။ပစ္စည်းတွေကိုရှာနေရင်သူ့ရဲ့ပစ္စည်းလက်ခံမလတ်တို့ရဲ့စကားကိုကြားရောင်မိတယ်။ဒံအိုးတွေဒဲအိုးတွေယူမလာနဲ့တော့မြို့ကပေါင်ဆိုင်တော့သူတို့မှများနေပြီမို့လက်မခံတော့ဘူး။ပစိုးကိုလည်းပိုးပစိုးပဲလက်ခံမယ်တဲ့ အပေါင်ဆိုင်ကတောင်900ပါပစ္စည်းကိုကန့်သက်ပြီးဆိုတော့သူ့အတွက်ပိုခက်ခဲလာတာပေါ့ဒါကြောင့်ပစ္စည်းကောင်းလေးတွေအသေးချာရှာရတယ်နောက်တော့ပစ္စည်းရှိတဲ့နေရာတွေအသေးချာမှတ်ရတယ်အိမ်တွေများသွားရင်မှတ်ထားတဲ့နေရာတွေရောကုန်မှာဆိုလို့စိတ်ချရပြီဆိုမှနောက်တအိမ်ကိုပြောင်းတယ်ဒီညသူမခိုးသေးဘူးလေပစ္စည်းပဲမှတ်အိမ်တွေကအိမ်ဆောင်တောင်မချန်ခဲ့တဲ့အတွက်သူ့အတွက်တော့အေးဆေးပဲ ပစ္စည်းတွေကိုစိတ်ကြိုက်ရှာတယ်၊မှွင်နှောက်ပြီးလိုချင်တဲ့ပစ္စည်းနေရာမှတ်ပြီးနေရာတကျပြန်ထားတယ်။နောက်တဲ့အိမ်ကိုကူးတယ်။ဒီအိမ်ကဖွားငွေခင်အိမ်ပဲ။ဖွားငွေခင်အိမ်ကိုသူ့အိမ်ပေါ်မတက်ဘူးဘူး။စပယ်ချီပဲသွားပြီးစပားတတင်းခွဲခိုးဘူးလား။80ကျော်အဖွားကြီးအိမ်ဆိုတော့ဘာမှရှိမယ်မထင်လို့လေ။ဒီတခါတော့အိမ်ပေါ်တက်ကြည့်အောင်မှပဲလေဆိုပြီးအိမ်ပေါ်တက်ကြည့်လိုက်တယ်မျောလင်းချက်တော့တိတ်မရှိဘူးဒါပေမဲ့ဟာ အိမ်ပေါ်ရောက်တော့သူအန်ဟားတင်သွားတယ်။အဘွားကြီးအိမ်ဆိုပေမဲ့အိမ်ရင်တွင်းမှာကတကယ်တသက်ရက်ရက်ပဲ။အားလုံးကိုနင်းအားတကျစီရီထားတာ။အတွင်းပစ္စည်းတွေကလည်းမနေဘဲကိုငွေတွေကြွေတွေတွေအပြင် ပိတ်တွေဆိုတာအုပ်လိုက်ကိုစီထားတာ။အချီကြီးမိပြီဟာ။ငါပိန်ကျိပြီးဝမ်းတန်နေတယ်။ပိတ်အုံနာကပ်ပြီးအသေးချာကြည့်မှာ။ဟာ။ပိတ်အုပ်တွေထောက်မှာထောင်ထားတဲ့စူဘူးတဘူးငပိန်ပြောသွားတယ်။ စူဘိုးကိုယူပြီးအตาလှုပ်ကြည့်တော့စူဘိုးတဲကငွေတန်တွေကြားတော့ငပိန်ထကခြင်းစိတ်ပါပောက်သွားတယ်စူဘိုးကိုယူသွားရတော့မလားသူစဉ်းစားတယ်ငွေကမနေရှိမှသူသိရဲ့နောက်မှသူစဉ်းစားတယ်ဒီစူဘိုးတဘူးကိုယူသွားရင်ငွေရမှမှန်ပေမဲ့ကြံတဲ့ပစ္စည်းတွေအလုံးသူလက်လွတ်ရနိုင်မယ်ဒါကြောင့်ပဲစိတ်မကောင်းခြင်းများစွာနဲ့စူဘိုးကိုနေရာတကျပြန်ထားမယ်ဆိုပြီးစင်ဘော်ကိုလက်လှမ်းလိုက်တယ် ဟာသူ့အနောက်ကခြေတန်းလိုလိုကြားတော့ငပိန်လန့်သွားတယ်။ဒါကြောင့်ကင်ထားတဲ့စုပ်ဘူးလေးအตาပြန်တင်လိုက်ရင်အနောက်ကိုစုပ်လိုက်တယ်။အင်းတေးကြပြီ။ဒါခြေတန်းပဲ။ဒီအိမ်ပေါ်မှာတေးကြပေါ့လူတယောက်ရှိနေပြီ။ငပိန်ခေါင်းမွေးတွေပါထောင်လာတယ်။ဘသူကငါ့ကိုစောင့်ပြီးဖမ်းမိလေ။ပါကညောလား။ဒါဖို့သေးလား။စဉ်းစားမိပြီးငပိန်ဒူးပါတုံတက်လာတယ်။ ပါကညောတို့ဖိုးထေးတို့ဆိုရွာမှာလူမရှိတာနဲ့ကတော့အသက်ကိုယ်တောင်အာမမခံနိုင်ဘူးစဉ်းစားရင်ခြွေတွေစိမ့်ထွက်လာတယ်ဒါနဲ့ပင်ဘသူဘသူလဲရင်ငပိန်တုံတုံရင်ရင်နဲ့မင်းအိမ်ထဲဝိတ်ကြည့်လိုက်တော့ဘာမှတုံပြန်တယ်မကြဘူးငပိန်အိမ်ရဲ့အမောင်တော့ကိုဝိတ်ကြည့်လိုက်တော့ဟာအိမ်ရဲ့အမောင်ထဲမှာ သူ့ကိုစိုက်ကြည့်နေတူတယောက် လုံးဝကိုမလှုပ်ရှားပဲငြိမ်သက်နေတာတောင်ကလေးကမှောင်မဲနေတော့လူလုံးမကွဲဘူးငပိန်ဇောကြီးတွေပါပြန်တက်လာတေးကြပြီသူ့ကိုလူတယောက်ကအသေးချာစောင့်ကြည့်နေတေးကြပြီသူ့တော့ဖမ်းခံရပြီအဲဒီလူထိုင်နေတာကလည်းတကားပေါ့ရဲ့အဝါလေးဘေးနာတကားခွဲကလေးမှာငပိန်ပြေးပေါက်ကိုရှာရင်ဘသူဘသူလဲဟမ်မီဟင်း တဖက်ကပြန်ပြေလိုက်တဲ့မိန်းကလေးရဲ့တန်ကြောင့်ငပိန်ကြောင်သွားတယ်။ရွေ့နေတဲ့ခြေလမ်းမှာရက်သွားတယ်။နောက်အမှောင်တဲဖြဲရဲကြည့်ရင်ဘယ်ဘယ်ကဘယ်ကလှမီလဲ။ဖောင်းဝင်ခင်ရဲ့မြင်းလှမီအမှောင်တဲကဖြေတန်းပိန်ကြောင်နေတယ်။ငပိန်ကဒီရွာကိုကောင်းကောင်းမရင်နေဘူး။တိတ်မှမလာဖြစ်တာ။ တကြီးပါကညောနဲ့အလဲထက်လှုပ်ပြီးရွာဝင်ရဲတာတောင်ဘလောက်ကြာသေးလို့ဒါကြောင့်ဖွာလှခင်ရဲ့မိလှမီဆိုတာသူပဲသိပါမတော့နောက်ပြီးသူ့စီမှာဓားတွေဘာတွေ ပါနေမလားဒါကြောင့်ကြောက်ကြောက်လန်းလန်းနဲ့ပဲဒါဒါဆိုအပြင်ကိုခဏထွက်ခဲ့ပြီးပါလိုက်အတန်ကချက်ချင်းပြန်တိတ်သွားတယ်။နောက်တရှုပ်ရှုပ်တရှက်ရှက်နဲ့ကြားရတဲ့ခြေတန်းငပိန်တကောင်းဝဘက်ဖင်တီယုတ်တိုက်ရွှေ့ရအမှန်တော့ငပိန်ဖက်ပြေးဖို့ပြေးပေါက်ရှာတာ ဒါပေမဲ့ဖြတ်ခနဲဖြာသွားတဲ့လမ်းရောင်ဟာမှုံပြပြအလင်းရောင်အောက်ဘင်းလိုက်ရတဲ့မင်းမပြိုကြငါပိန်ကြက်တီတီသွားတယ်မင်းကလေးကရွယ်တော်ကလေးရှီလာ25ပတ်ချလေပေါ့အရက်ကလည်းမနှိမ်မမြင့်ခန္ဓာကိုယ်ကလည်းအတင်းတန်ဆွမ်းတဲ့ခန္ဓာကိုယ်မျိုးလေသူမတို့ပုံစံအတိုင်းခြေဆီးလက်ဆဲကတုတ်တုတ်ခိုင်းခိုင်းတရက်ထဲအနှက်ရောင်စင်ထားတော့မဲနေတာ စတောင်းမဲမဲလေးစတောင်းမဲမဲလေးကိုလည်းခိုးဝဲအောင်တီထားသည်ညာနက်နက်ထဲမှာမင်းကလေးကိုမြည်ပြီးငပိန်ထွက်ပြေးရမယ်အစားတတိမြူချနေမိတယ်။သူမလက်ထဲမှာလည်းသူ့ထင်းတယ်လို့ဘာမှပါမလာဘူး။ငပိန်ကစောင်းကြောင်လေးထိုင်ပြီးလှမေလား။ဟုတ်တယ်ရှင်။ဟိုကရင်ရင်ကြီးကြီးလေးပဲပြန်ပြေးတယ်။ဒါကငပိန်ခင်ဗျာတုံတုံရင်ရင်နဲ့လှလှမေကိုကိုရော်တိလား။ လှမ်းပြီးမျက်လွာလေးချရင်တီနာပဲပခုံးငပိန်ငပိန်မျက်နာထူပူသွားတယ်သူတတတာမှာသူ့ကိုတခိုးလို့ခေါ်လို့ဘယ်တော့မှမရှက်ဘူးဘူးဘာဖြစ်လဲငါမှသူများတွေတို့အလုံးမရှိအကန့်မရှိမဟုတ်ဘူးငါကတခိုးกว่าအလုံးရှိဆိုပြီးဂုံတော်ယူနေသည်အကူကြလှမေက တီသားပဲတကူးငပိန်ဆိုတဲ့အပန်းချာမှတတလုံးမရှိခဲ့ဘူးတဲ့ရှက်ကျော်လက်တတဲ့ကဘယ်ကဘလို့ပြန်ထောင်တက်လာလဲမသိဘူးငပိန်ခမရရှက်တာလင်းမျက်နာကိုတော့လုံချီနဲ့ပြန်အုပ်ထားခြင်းမိတော့တယ်ဘယ်ကနေကကျုပ်ကိုတကူးမှန်တိနေတာလဲသူ့အမေကိုလှမ်းပြီးခဏစဉ်းစားလိုက်ပြီးဟုတ်ဟုတ်တခါစပချီကစမန်းတတိကွဲလာကုန်းကလေးကလှမ်းပြီးရှူစင်းပေါင်ရင်မြင်ခဲ့တာ ရပိန်အကြီးအကျယ်တွေရှက်နေမိရဲ့တကူတယောက်မှာကိုခိုးနေတဲ့အချိန်သူများမြင်သွားတာလောက်ရှက်စရာကောင်းတာဘာမှမရှိပဲကိုဒါကိုလှမေကဆက်ပြီးနော်နောက်ပြီးဒေါ်ကြီးဒေါ်ကြီးမိအိမ်နောက်ပြီးကတန်ဦးသုံးလုံးခိုးလုံးကနေမြင်ခဲ့သေးတာဟမ်မြင်သေးတာတန်ရင်တန်ရင်ဘယ်ကမလဲဘုဒ္ဓကောင်ကြီးဘယ်တော့ထုံတော့ပြီးမောင်းချသွားတာလည်းမြင်သေးကြီးကြီး ဘဲတွေကထုံးမုံရင်အတမထွက်တော့ဘူးလေ။ဒါကြောင့်ပဲခိုးရင်ထုံးဦးဆောင်ရတာ။ဒါကိုဒီကလေးမှဘဲကမချောင်းနေရမသိ။ငပိန်ကြောင်တောင်တောင်နဲ့လှမေကိုပြန်ကြည့်မိ။ဒီရွာမှာသူ့ခိုးသမျှဒီကလေးမှဘလို့သိနေပါလိမ့်ပေါ့။ဒါကြောင့်လှလှမေကျုပ်ကျုပ်ခိုးသမျှဘလို့ဘလို့သိနေတာလဲ။သူအမေကိုလှမေက ရှက်ပြုံးပြုံးကခေါင်းကိုငုံပြီး ပြင်အောင်လှမ်းမီကတကုံးငပင်ရဲ့ပြဖြင်းမဲလီအင်းပြဖြင်းဆိုတာငပင်ရဲ့အမေကိုလှမီတွေ့သွားတယ်နောက်မှအသေးချာစဉ်းစားပြီးဟွာလီပြပြဖြင်းဆိုတာပိတ်တဲ့အချင်းဆောင်ကိုပြောလာလီအမေလက်ရခံစိတ်စိတ်ဆိုလို့မြေဝိုင်းမင်းသမီးမှဖင်ရှိတာမဟုတ်ဘူးငပိန်တို့တကူကလည်းသူ့ဖင်နဲ့သူပဲကပ်ပါနေတာဟမ်ဖင်အောင်ရိုးရိုးဖင်မဟုတ်ဘူးဗျဘစ်ဖင်နဲ့အမှန်လေးဟဲ့ အားလုံးပဲစိတ်ဝင်စားစွာနဲ့နားဆင်ကြရမယ်လို့မျှော်လင့်ပါတယ်ကျွန်တော်တို့ရဲ့ channel နေ့မှာအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့စာအုပ်လေးတွေကိုလလန်းမိတလို့တင်ဆက်ပေးသွားမှာဖြစ်လို့ like and subscribe လုပ်ထားကြဖို့မမေ့ပါနဲ့ခင်ဗျာနားဆင်လို့တဲ့စာအုပ်လေးတွေကိုလည်း comment မှာရေးသွားပေးလို့ရပါတယ်ခင်ဗျာ